ဒီမှာအဖေအတွက်ဒါကိုစီးပြီးမနေ့ကသွားယူပြီးပြီးစောင်းရံစောင်းရံစားဖို့သွားအကုန်ရှင်းပြပြီးတော့အဲ့တော့ဆရာမပြောတဲ့လက္ခဏာတွေနဲ့အဖေနဲ့ကတော့နည်းနည်းညီနေသေးတော့ဆရာမတဲနေတဲ့စင်းနဲ့တက်မယ်လို့တော့ဒီမှာယူဆပါတယ်ဟွာကင်းစားဆိုတော့အနောက်တိုင်းရဲ့တတ်မှတ်ချက်မို့လို့လေစေးယုံကနေလို့မရတော့ဘူးလို့ထင်ပြီးမှပေါ့နော်စားကျင်တာစားဆိုတဲ့လူတွေကကောင်းထားတာတွေတော်တော်များများရှိတယ်ရှင်အနာနဲ့စီတွေ့ပါပြီတော့ညီလေးမကတော့အနာနဲ့စီတွေ့ပါပြီလို့ပဲပြောပြစီ အဲ့ဒါတကူတကမိတ်ဆက်ပြီးကျင်လို့ပါဒီဟာဒီဟာဆီယမဆီယမမတက်ထားဆိုတာဒါရေလီမအခုပတိန်ကြီးမျိုးနဲ့ထုံးဖို့မျိုးနဲ့မှာပါလိုင်းပေါ်မှာရေလီမတွေ့နေတာကြာပြီတွေ့နေတာကြာပြီဆိုတော့ရေလီမအဖေအတွက်ဒါဟိုစေးပြီးမနေ့ကသွားယူပြီးပြီဆီယမစိတ်တက်ကိုလည်းလေးစားတယ်ချီလဲချီချီလဲကျေးဇူးလဲတင်ပါတယ်ဘာလို့လဲဆိုတော့ရေလီမစင်းဝင်နေတာဖြစ်တဲ့အတွက်ကိုစင်းကိုမဝယ်ဘဲနဲ့စင်းကိုလက်ဆောင်ပေးလိုက်တယ်အဲ့တော့ရေလီမလည်းတံမိုးထားပြီးတော့အဖေကိုလည်းဆီယမစင်းနဲ့ အပြင်နဲ့ဓာတ်တယ်ပါစီပေါ့နော်အဲ့လိုပြောလို့ဆရာမမကောင်းဘူးလို့ပြောတာမဟုတ်ဘူးလေဒါယောဂဆိုတာလည်းအဖြစ်ယောဂပဲတိုင်းထားနေရှိနေလည်းမသိတော့ဆရာမနဲ့တိုင်ပင်ပြီးတော့ဆရာမစိတ်ရှိတယ်စောင်းရံစောင်းရံစားဖို့တောင်းအကုန်ရှင်းပြပေးတယ်အဲ့တော့ဆရာမပြောတဲ့လက္ခဏာတွေနဲ့အဖြစ်နဲ့ကတော့နည်းနည်းညီနေသေးတော့ဆရာမတန်းနေတဲ့စင်းနဲ့တက်မယ်လို့တော့လည်းမယူဆပါတယ်ဆရာမကိုလည်းကျေးဇူးတင်ပါတယ်ကျွားကြတော့ဒီလေချောင်းပြွင်ရောင်တာပေါ့နော်လေချောင်းမှာအချိတ်လေးရှိတယ်ပြွင်လို့ရရဲ့ဆိုအတန် ကားပြောလိုက်လို့ဆိုပြောမပြောနဲ့အတန်ပျောက်လာတာမျိုးနောက်ဆိုရင်အတန်ထွက်တာမျိုးဒါလိုလက္ခဏာမျိုးတွေဖြစ်ရဖြစ်တယ်ပေါ့နောက်တစ်ခုကကြတော့ချောင်းနေဆိုးတယ်ပြီးတော့အရင်တုန်းကကြတော့လဲဆေးလိတ်နော်ဆေးလိတ်တောက်ခရတာဆေးလိတ်တောက်ခဲ့ပြီဟုတ်ကဲ့ဆေးလိတ်တောက်လို့ဆိုရင်ဒီအဆုတ်ရောဂါတွေဖြစ်တတ်တယ်ပေါ့အဲအကြောင်းမို့ဒီအဆုတ်နဲ့ပတ်သက်လို့ချောင်းဆိုးတာတွေကြက်တာတွေအခြေကလေးတွေတွင်းထဲမှာထွက်တာနောက်ပြီးတော့တဖြည်းဖြည်းနဲ့အားနေပြီးတော့ပိန်လာတာ လက္ခဏာလေးတွေပြောပြအဲ့လက္ခဏာလေးနဲ့ကိုက်ညီပြီးတော့ပေါ့နော်သူသူ့ရဲ့ဓာတ်ကိုပြင်ပေးနိုင်မဲ့ဆေးမျိုးရဲ့ဒီအဆုတ်အတွက်အဓိကထားပြီးတော့ဆေးရဲ့နှမျိုးတွဲလို့ပေးထားတယ်ရှင်။ဟာကင်ဆာလို့လည်းသတ်မှတ်လို့ရတယ်။အဆင့်မြင့်တာမမြင့်တာပဲဒီလိုမှလို့ခွဲခြားပြီးကုရမှာပေါ့လေနော်။ဟာကင်ဆာဆိုတော့အနောက်တိုင်းရဲ့သတ်မှတ်ချက်မို့လို့လေ။အဲ့လိုလေးရှိရတာကြောင့်မြန်မာဆေးမျိုးလို့မြန်မာနာမည်လေးပဲသုံးတာပါရှင်မြေပွားနာလို့။ယောဂအရင်ကြီးလွန်ပြီးတော့ခန္ဓာကိုယ်ထဲမှာဆေးပြန့်ထားလို့ဆိုရင် မရတာရှိရဒါပေမဲ့လည်းဆဲကပြန့်ငါစားကလီစာမဖြစ်ဒီစီစီလေးဘူးဆိုရင်တော့ရနိုင်တယ်ဆဲပွားမယ်ဆိုရင်ဆဲမပွားနိုင်အောင်အစားတွေကိုရှောင်ခိုင်းတယ်နောက်တစ်ခါကျတော့ဓာတ်တွေကိုပြင်ပညှိပေးတယ်ဓာတ်ပြင်ပနိုင်တဲ့အစားအစာမျိုးတွေရွေးချယ်ပြီးတော့စားခိုင်းတယ်ပြီးတဲ့ခါခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဓာတ်ပြင်တဲ့ဆေးရောဆဲကြတဲ့ဆေးရောတွဲလို့ပေးတယ်အဲ့လိုဆေးတစ်ခါဝယ်ပြီးတွားပြီးဆိုတာနဲ့အဲ့ဒီလူကနေပြီးတော့အမြဲတမ်းဖုံးတဲ့ အဲအမြဲတမ်းလမ်းကြုံမှုပေးတယ်ရှင်ဒီမန္တလေးထုခုစေကန်းကြီးတခါကနေပြီးတော့မရတော့ဘူးဆိုရွှေဘိုဘက်မှာပြန်လွတ်လိုက်တာပြီးခဲ့တဲ့၄လခန့်ကအဲမတင်းတင်းဝေးတဲ့နာမည်လေးအသက်ကတော့၃၀နှစ်နည်းပါတို့ကတော့အသေးမြင့်ပေါ်နာပေါ့နော်နောက်ဆုံးအစ်မရတော့ဆိုတို့ကိုစေးသလုံးမကိုမပေးလိုက်တော့ဘူးအဲ့ဒီမှာတို့ကပြန်သွားပြီးတော့ဘာစားစားရေတောက်ရင်ကစားအန်းနေရအန်းနေတဲ့ခါကျတို့ကိုတေရွာလုံးကသေတော့မယ်ဆိုပြီးတတ်မှတ်ထားပြီးလားဒါပေမဲ့တို့ကစေးတောက်ပြီးတလအတွင်းမှာကိုကကိုထမင်းစားပြီးကိုကကိုရေချိုးနိုင်တယ် နလ3လမှာတူကအခုလဲတဲ့စင်းနေပြီအခု4လမြောက်ရှိပါရှင်အဲ့ဈေးတုံးနေတဲ့ဝင်နာရှင်ဒါအခုကတော့တူကတော့ခါတိုင်းလိုပဲပုံမှန်လူတစ်ယောက်လိုနေပြီးတော့ရတဲ့ခိုင်းနဲ့စင်းနေပြီရှင် တော်တော်များပါတယ်ရှင်ဟုတ်တယ်ရင်းမောက်သွားတဲ့ချိန်မှာလည်းလူလာတွေအများကြီးပဲသူကလည်းသူကုမြေတဲ့အဆောင်ကြီးရှိတယ်နေဝေးကလူလာပြီးဘေးမှာအဆောင်လေးတွေထားပေးထားတယ်အဆင်ပြေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်အဲ့ဒါရွာကတူလေးကအလန့်ပြောတာကိုရဲလေးဒီမှာဆရာမဟိုဟာ ဖုန်းနံပါတ်လည်းရပြီကိုရဲလေးနားဆက်လိုက်ဆိုတော့အလားနားတောင်းတော့တူရွာတူလေးကလှမ်းပေးတာပေးတဲ့အချိန်မှာလည်းရဲလေးမတို့ကဒီဘေးတော်ရှိကြလက်ဖက်လာမာနဲ့အဖေတို့ကလည်းရဲလေးမအားတန်နေတာတအားသွားခြင်းလေဘာလို့လဲဆိုတော့မိဘကဘေးနားမှာဘာလုံးမှမလုပ်ဖဲနဲ့ကိုဘေးနားမှာမမမမရက်တီပဲဒီတယောက်ပဲရှိတယ်အဲ့ဒီလိုရက်တီပေးနေရတာမိဘတယောက်ရှိနေတဲ့အင်အားဘာနဲ့မှမတူဘူးအလုံးတော့လည်းခွန်အားဖြစ်စေတယ်အဲ့တော့ကိုပေးဆက်ရမှာလည်းအမေမရှိတော့ဘူးလေနော်အဖေလည်းဆိုလည်းအဖေပဲအမေဆိုလည်းအမေအဖေပဲဆိုတော့အဲ့တော့ ဒီမိဘအတွက်ကိုရဲလေးမတောက်ကတွေကအိတ်မရတဲ့အထိဖြစ်ရတယ်အဲ့တော့တွေ့တော့ဝမ်းလဲဝမ်းသာသွားတယ်အနာနဲ့စီတွေ့ပါပြီတော့ရဲလေးမကတော့အနာနဲ့စီတွေ့ပါပြီလို့ပဲပြောပြရစီ ပြောင်းရင်ပို့ပြီးတော့ဝမ်းလာမှာလို့ဒါမှဟုတ်တယ်ဟုတ်တယ်ပြောင်းရင်ပို့တော့ဝမ်းအားကြောင့်မို့လေဆောင်ရဆောင်ရနဲ့တိတိကျကျတော့မာထားတဲ့ခုံးလေးမြင်းနဲ့ဆက်ပါလို့လိုအပ်တာမှလည်းများအကုန်လုံးဖြည့်ဆည်းပေးမယ်လို့ယုံကြည်မှလည်းဆွဆွဲမြဲမြဲတောက်မှာပြီးတော့ခါကျတော့အဲဗမာဈေးကိုယုံတယ်ဆိုရင်ဗမာဈေးကဆောင်ရဆောင်ရရှိတယ်ဘာဖြစ်လို့လဲဆိုတော့ယောဂတစ်ခုတိုးတယ်ဆိုတာကအာဟာရကိုလုံယုတ်လွဲမစားစားတုံးနေစေရနေလို့ယောဂဖြစ်တယ်ဆိုတော့ဒီအာဟာရကို กินซาဆိုတာအပူနာအပြပွားနာဆိုတာအပူနာပေါ့နော်အဲ့တော့အပူအဆက်အကျော်လိုတွေရှောင်ခိုင်းတယ်တကယ်ရှောင်နိုင်တယ်ဆိုတော့အရန်တည်လာတယ်မရှောင်ဘဲနဲ့စားနိုင်မယ်ဆိုတော့သူကနည်းနည်းလောက်ပဲတက်တာပြီးတော့အမြင့်မပြတ်တော့ဘူးအဲ့ခါကျတော့ယုံလဲယုံကြည်တယ်ပြောတဲ့အတိုင်းလေးတွေအစားတောက်လဲရှောင်တယ်ဆိုတော့ပျောက်တာပုံများနေရှင်အခုမနေ့ကတော့မှညကားကိုချိတ်ပြီးပြီရက်ွက်တရကားကိုဒါယူစင်းပြီးပြီးတော့အဖေကိုသွားပို့ပေးပါအေးအမောက်ကိုပို့ပေးဘယ်လိုတောက်အောင်မယ်ဘယ်လိုစားအောင်မယ်ဆိုတာပြောထားတယ်ကိုကူးပေးနေရဲ့ဒါနဲ့ပြတ်သွားရင်တော့ ညီမလေးရဲ့သူ့ရဲ့ကံပေါ့အကူကတော့တတ်နိုင်မယ်အကူကောင်ကလည်းအဲ့အဲ့မပြောဘူးအခုဆရာမနဲ့တွေ့ရတွေ့ရစိတ်လည်းနည်းနည်းချမ်းသာအောင်ဆရာမရှင်းပြတာလေးပေါ့နော်အခုဆိုအပြာဟိုဟိုလက်အိတ်နေလို့ရှိရင်ဟိုအိတ်လို့မရတဲ့အခြေအနေသူပြောတဲ့အဆင့်နေမှာအပြာတိတ်မရှိသေးဘူးမရှိသေးဘူးဆိုတော့ဒီစင်းနဲ့တတ်နိုင်ပါလေဆိုရဲတွင်းနဲ့လည်းပျော့တယ်ဟုတ်တယ်ညီမလေးအစားတို့လို့မရတဲ့အထဲမှာယနေ့မှမိပါအခုဆိုရင်ယနေ့မှအမေမရှိတော့ဘူး အမေကိုကြွေးချင်ပေမဲ့ကြွေးချင်မရဘူး။ဒါပေမဲ့အမေမရှိတော့တဲ့အတွက်အဖေကိုအမေကိုစားအောင်အဖေကိုစားအောင်နှစ်ခုလုံးရလမှတထိုးချပြီးပြည့်စုံမယ်။ကြောက်စေချင်တယ်လို့ကိုကြီးစားအဲ့စိတ်ခံစားမိတယ်။ဘယ်စက်ကလေးဟုတ်ကဲ့ဒီကကျရှင်ပေါ်တိုင်းလဲစတောင်းပေးမယ်လို့အများဆုံးနားနဲ့ဆင်းရဲတွေ့ပြီးတော့အများဆုံးပြောက်ပါစေလို့ပြောင်းတော့အတိုင်းမတိဘူးဆက်မပေးတဲ့ဆင်းရဲပါစေ